ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာကျွန်တော်တို့ Liverpool အသင်းရဲ့ Premier League ပွဲစဉ်ရှိပါတယ်ဆိုတော့ဒီနေ့ဆိုပေမဲ့ကျွန်တော်တနင်္ဂနွေနေ့မနက်2နာရီခွဲပေါ့နော်မနက်2နာရီခွဲဆိုတော့အေးရောပြတ်မယ်ဆိုတော့လက်ရှိအနေထားကလည်းကျွန်တော် Liverpool အသင်းရဲ့ရလက်တွေကစိတ်ပြတ်စရာပေါ့နော်တိုးတော်လည်း Liverpool ပွဲစဉ်ရှိရင်တော့ဒါကျွန်တော်တို့မဖြစ်မနေပေါ့နော်ကိုသင်းကိုအားပေးရမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပြတ်စလော့အနေနဲ့ပေါ့နော်ဒီပွဲစဉ်အပေါ်ဘယ်လိုမျိုးပြင်ဆင်မှုတွေပြုလုပ်ထားလဲဘယ်လိုချင်းကပ်လာမလဲ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပေါ့နော်ဆိုတော့ရင်တမမနဲ့ပဲထက်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲကျွန်တော်တို့လီဗာပူးသင်းရဲ့ DNA ကတော့လက်တလုံးမှာပျောက်ဆုံးနေရေပေါ့နော်ဆိုတော့လက်ရှိကတော့အင်္ဂလန်အန်ဖီးမှာကန်အားမှာဖြစ်တဲ့အတွက်ကိုလီဗာပူးသင်းရဲ့ DNA နဲ့အတူကျွန်တော်တို့ဒါ9ပွဲတစ်ပွဲပြန်ရှာတွေ့ပါမလားပေါ့နော်ရင်တထိတ်ထိတ်နဲ့ကျွန်တော်တို့ဒါကြည့်ရမယ်ပွဲစဉ်လည်းဖြစ်ပါတယ်တစ်ဖက်လည်း Aston Villa Aston Villa အသင်းကလည်းဒီ Premier League ဒီယာစီမှာပေါ့နော်ဒါယာစီအစမှာရလက်တွေစိုးွားပြင်မဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ခြေစွမ်းပိုင်းကပြန်တည်ငြိမ်လာပြီးတော့ Premier League မှာဒါ9ပွဲတွေဆက်နေတယ် နောက်ဆုံးရှစ်ပိုင်းကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Villa ပတ်မှာ City ကို1-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်တော့ Villa ကတော့စိတ်တပိုင်းကတော့အမြင့်ဆုံးမှာရှိနေလိမ့်မယ်ကျွန်တော်တို့အတင်ကတော့လက်ရှိမှာစိတ်တပိုင်းဆိုင်ရာပြန်တီဆောက်ဖို့လိုအပ်နေတယ်အဲကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုမရသေးဘူးပေါ့နော်ပြီးတော့လက်ရှိဒီယာဒီ Premier League ၄ပွဲအထိရှုံးလာတာဖြစ်တဲ့အတွက်အဲလက်ရှိမှာ Arsenal နဲ့လည်းကျွန်တော်တို့ကရမှတ်အားဖြင့်9မှတ်ကွာနေပြီဆိုတော့ လက်ရှိချန်ပီယံကြီးအနေနဲ့ပေါ့နော်ချန်ပီယံကာကွယ်ဖို့ကတော့တော်တော်လေးခက်ခဲမဲ့အခြေအနေမျိုးမှာရှိပါတယ်တိုးတော်လေကျွန်တော်တို့အနေနဲ့ဘောင်ဆိုဖြစ်သွားနိုင်တဲ့ဘောလုံးပွဲစဉ်တွေထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ချစ်တဲ့အသင်းတို့ဒီညမှာကျွန်တော်တို့ဒါအပြည့်ဝအားပေးရမှာလည်းဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်တို့ဒါလီဗာပူးသင်းရဲ့ recent form တွေတော့ထွေထူးတော့မပြောတော့ဘူးပေါ့ဗျာကျွန်တော်တို့ဒါ show နေပေါ့နော်နောက်ဆုံးခစ်မန်ကစားခဲ့တဲ့ပွဲစဉ်မှာလည်းကာဘောင်ကတ်မှာဖီလာကိုအဲ sorry ခရစ်စတပယ်လစ်သင်းကိုအင်ဂွင်းအန်ဖီမှာ3-0နဲ့ show နေပွဲစဉ်10ကိုလည်းအင်ဂွင်းအန်ဖီမှာကန်ရမယ်ဆိုတော့ အင်္ဂွေအန်ဖီရဲ့ atmosphere အောက်မှာနောက်ထပ်မျက်နာတော့ပြက်เสียရပါဘောเนาะပွဲစဉ်တပွဲတော့မဖြစ်ဘူးလို့တော့ထင်ပါတယ်။ Okay ဆိုတော့ကျွန်တော်ဒီပွဲစဉ်ကိုအရင်ဆုံးကြည့်မယ်ဆိုဥရောပဝင်ရိုးရကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒါ Boating to score yes ကို1.5လောက်ပေးထားတာဖြစ်တဲ့အတွက်ကို Villa အသင်းရဲ့ twin goal ကိုလည်းခွင့်ပြုပေးရမယ်လို့တော့ကျွန်တော်ထင်နေပါဘောเนาะဆိုတော့ဒီနေရာမှာလည်းကျွန်တော် Liverpool အသင်းရဲ့နောက်တန်းကိုအရင်ဆုံးပြောချင်တာပါဘောเนาะတော်တော်လေးဆိုးဆိုးဝါးနောက်တန်းဖြစ်နေပါတယ်။ဆိုတော့ဒီပြအန်ဒီဆိုတော့အနေနဲ့ defensive shape ကိုပေါ့နော် ဆော်လစ်ဖြစ်အောင်ဘယ်လိုမျိုးပြင်ဆင်လာမလဲပေါ့နော်ကစားသမားတွေအနေနဲ့ကလည်းကျွန်တော်နီးပြားအကူကြီးပဲအပြစ်ပြောလို့မရဘူးဗျကစားသမားတွေစူးစမ်းမှုစူးစမ်းအားထုတ်မှုအပိုင်းကလည်းလုံလောက်တဲ့စွမ်းဆောင်ရည်မျိုးမရှိဘူးဒါကလည်းကျွန်တော်ပွဲစဉ်တိုင်းဒီပါမြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ရှုံးမွေးဆက်လာလေယုံကြည်မှုပိုင်းပို့ပြီးတော့ပျောက်ဆုံးလေအဲကျွန်တော်မနေ့ကနီးပြအန်လစ်လော့ရဲ့အနာဂတ်ဆိုတဲ့ဗီဒီယိုလေးမှာတင်ပေးထားလို့ပဲပေါ့နော်စီလုံးမှုပိုင်းအစကအစပေါ့နော်ဒါလိုအပ်ချက်တွေကျွန်တော်တွေ့ရတယ်အဲရှုံးမွေးဆက်တဲ့အနေထားမှာဆိုတော့နီးပြအန်လစ်လော့အနေနဲ့ ဘယ်လိုမျိုးပြန်လာမလဲအင်္ဂလန်အန်ဖီးမှာပေါ့နော်ဒါပရီးမီယာလိနိုင်ပွဲတစ်ပွဲရအောင်ဘယ်လိုပုံဖော်ပေးမလဲပြီးတော့ပလေးယာတွေအနေနဲ့လည်းဒီပွဲစဉ်ကတော့ကျွန်တော်အကြောင်းပြချက်လုံးဝပေးလို့မရဘူးပေါ့နော်မဖြစ်မနေကျွန်တော်တို့ဒါနိုင်ပွဲရရှိအောင်ကြိုးစားရမယ့်အနေအထားမျိုးအာဒါမှလည်းကျွန်တော်တို့လက်ကြံပေါ့နော်သွားရမယ့်ယာစီမှာလီဗာပူးအသင်းနေအကောင်လုံးပြန်ပြီးတော့ဥမော့လာဖို့ဒီပွဲစဉ်တစ်ပွဲကတော့အရေးကြီးပါတယ် ဆိုတော့နီပြအနီစလောကလည်းလက်ရှိမှာ PR တွေအောက်ရောက်နေတယ်သူအနေနဲ့တော့ contract ကိစ္စကိုလည်း Liverpool အသင်းဘက်ကဟိုးလုပ်ထားတာဖြစ်တဲ့အတွက်ကို PR တွေတော်တော်များနေတယ်ပြီးတော့လက်ရှိကျွန်တော်တို့က November လထဲမှာကစားရမယ့်ပွဲစဉ်တွေကလည်းပွဲချက်တွေကြီးပဲပေါ့နော်လက်ရှိမှာဆိုရင်ကျွန်တော်တို့က Villa နဲ့ကစားရမယ်ပြီးရင် Real Madrid Man City တို့နဲ့ဇက်တိုက်ကစားရမှာဖြစ်တဲ့အတွက်ကို PR တွေအောက်မှာရုံထွက်ဖို့အကောင်းဆုံးပွဲစဉ်ကတော့အင်ဂွင်း Anfield မှာကစားရမယ်ဒါ Aston Villa အသင်းနဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်တို့အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့လာမယ့် Real Madrid အသင်းနဲ့ City အသင်းတို့နဲ့ပွဲစဉ်မှာပေါ့နော်ပုံစံကောင်းတစ်ခုနဲ့ကျွန်တော်တို့ပြန်ပြီးတော့အကောင်းဆုံးပြန်လာနိုင်မယ့်အနေအထားမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကတော့ဒါစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုယုံကြည်မှုပြန်ရအောင်ဒါဆွဲတင်သေးတဲ့ပွဲစဉ်တစ်ပွဲပရိသတ်တွေကိုပျော်ရွှင်ဖို့ပေးသင့်တဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်တို့မြင်ပါတယ် Okay ဆိုတော့ Villa နဲ့တွဲဆုံမှုပြီးခဲ့တဲ့ရာသီတုန်းကတော့ကျွန်တော်အင်္ဂွေ Anfield မှာ Darwin Nunes နဲ့ Musiala တို့ရဲ့ twin goal တွေနဲ့ဒါ2-0ဆိုတဲ့ရလတ်မျိုးနဲ့တော့အနိုင်ရရှိခဲ့တယ်။ Villa ဘက်မှာတော့2-2ဆိုတဲ့တေးရလတ်ထွက်ပေါ်ခဲ့တယ်။ ဆိုတော့ Aston Villa အသင်းကလည်းဒါနီးပြ Unai Emery ရဲ့လက်အောက်မှာတူချင်းဆွမ်းဆောင်ရင်မြန်မာရဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကိုတကယ်မာကြောတဲ့အသင်းတစ်သင်းတိုက်စစ်ပိုင်းကလည်းတကယ်ဟိုစထရောင်းဖြစ်တဲ့အသင်းတစ်သင်းပေါ့နော်အဓိက Ole Watkin ဥဆောင်လာမယ်ဒါ Morgan Roger တို့လိုကစားသမားတွေရှိနေတဲ့အပြင်တစ်ဖက်မှာကျွန်တော်တို့ Liverpool အသင်းနဲ့တွေ့တိုင်းပုံစံကောင်းပြလေးရှိသေးပေါ့နော် Fullback ကစားသမား Matt Cash တို့ကတော့အာစောင့်ချင်းစရာ စောင့်ကြည့်ခြင်းစီကတော့ကောင်းပါတယ်။ Okay ဆိုတော့ကျွန်တော် injury player တွေကိုကြည့်ရအောင်ပေါ့နော်။ဆိုတော့ကျွန်တော်လစ်ပပူးတင်ပါကတော့ဒီပွဲစဉ်ကို Alisson Back ကလွဲချော်ဖို့ရှိအောင်မယ်။ကတ်တကြုံပါဝင်ဖို့မတေချာဘူး။ပြီးတော့ Gravity လည်းလွဲချော်ဖို့များပါတယ်။ Frame Bound လည်းလွဲချော်ဖို့ရှိနေတယ်။ Lesnar Isak ကတော့အာဒီပွဲမှာပေါ့နော်။ပွဲစားတွေကမပါလာဘူးဆိုလို့ရှိရင်တော့မှအာဒုတိယပိုင်းလောက်မှာပါလာနိုင်မှာရှိတယ်။ Groin injury ကတတလာပြီလို့တော့သိရတယ်။ Okay ဆိုတော့တစ်ဖက်က Aston Villa အသင်းဘက်ကတော့သူတို့တင်းရဲ့တောင်မန်တိုက်စစ်ကစားသမားဖြစ်တဲ့ ဘွန်ဒီယာလွဲချော်ဖို့ရှိတယ်ဂါစီယာလွဲချော်ဖို့ရှိတယ်ပြီးတော့ကျွန်တော်တို့အတင်းကစားသမားဟောင်းလေးပေါ့နော်ဟာဗီအီလီရောတော့ဒီပွဲစဉ်ကိုပွဲပဲပြစ်ဒဏ်ကြောင့်လွဲချော်မှာဖြစ်တယ်ဆိုတော့ဒါလေးကလည်းစိတ်ချမ်းသာစရာလို့ပြောရမှာပေါ့နော်ကိုအတင်းရဲ့ကစားသမားလေးတဦးကိုပြန်ပတ်အနေနဲ့တော့ကျွန်တော်တို့မရင်ဆိုင်ချင်ဘူးပေါ့နော်ပြီးတော့အင်ဝင်အန်ဖီမှာဆိုတော့ပူဆိုးတယ်ဟာဗီအီလီရောအနေနဲ့လည်းဒီလိုပွဲမျိုးကိုလွဲချော်တာကတော့အဲဆိုရရအကောင်လို့ပြောရမှာလည်းဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်ဖြစ်နိုင်မွေ line တွေခံမှန်းကြည့်ရအောင်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ Liverpool အတင်းကတော့လက်ရှိမှာပြလာတဲ့ line တွေအရဆိုလို့ရှိရင်တော့ဒါ4231ဆိုတဲ့ပုံစံမျိုးနဲ့ပဲ ဗီလာကိုရင်ဆိုင်လာနိုင်ပွဲရှိတယ်။ဆိုတော့တိုက်စစ်ပိုင်းမှာတော့အများကြီးရွေးချယ်စရာမရှိဘူး။ကျွန်တော်တို့ဒါအီခီတီခီပဲပွဲထွက်လာဖို့ရှိတယ်။တောင်မနီမှာလည်းခေါ်ဒီဂပူနဲ့တစ်ဖက်မှာကျွန်တော်တို့ဒါကင်းဆာလာပဲပွဲထွက်လာမယ်။နံပါတ်10ရိုးမှာသိကြပါရယ်ဖလော်ရီယန်ဗတ်စ်ပဲပွဲထွက်လာဖို့များတယ်ပေါ့နော်။ဂရာဗီလည်းမပါဝင်နိုင်တဲ့အနေထားမှာဒီပွဲစဉ်မှာမာကာအိုနံပါတ်7နေရာမှာဒီပြအနီစလော့အနေနဲ့တုံးလာလိမ့်မယ်။ပြီးတော့ဆိုဘိုဆိုဘိုရဲ့နေရာကလည်းခမန်းအခက်ပါတယ်။ဖူဘတ်မှာပဲတုံးမလားကျွန်တော်တို့ဒါ ်အကွင်းလည်းမှာပဲတုံးမလားပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ဖြစ်နိုင်ပွဲ line မှာဆိုပိုတော့ကွင်းလည်းမှာပြတာတယ်မာကာနဲ့ပေါ့နော်ဒါတွဲပြီးတော့အသုံးပြလာနိုင်ပွဲရှိတယ်ဖူဘတ်ဒီမှာကတော့တစ်ဖက်မှာကျွန်တော်တို့ဒါ Robertson တစ်ဖက်မှာကတော့ Connor Bradley ပွဲထွက်လာဖို့ရှိတယ်အဲ center back အတွေ့ရတော့အတင်းကောင်းဆုံး Virgin နဲ့ Ibuo ပဲပွဲထွက်လာဖို့ရှိတယ်ကိုသမားကတော့ဒီပွဲစဉ်မှာ Tashabli ပြန်ပြီးတော့ပါဝင်လာမှာလည်းဖြစ်ပါတယ်ဒါကတော့ Liverpool တင်းရဲ့ဖြစ်နိုင်ပွဲရဲ့ line နဲ့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာကတော့ Musa Lai အကောင်းဆုံးပုံစံမျိုးလေ ပြန်မြင်ခြင်းနဲ့ပေါ့နော်လီဗာပူးအသင်းအစ်စ်ကိုကျွန်တော်ပြန်မြင်ခြင်းနဲ့ဗျာအင်္ဂလန်အန်ဖီမှာဒါပွင့်လင်းပြောတာပေါ့နော်ဆိုတော့နိုင်ပွဲတစ်ပွဲရမယ်လို့လည်းဘာပြောယုံကြည်နေပါတယ်လီဗာပူးဖန်တယောက်အနေနဲ့ပေါ့နော်နောက်ထပ်ကတော့အားရစရာမရှိတဲ့ခန်းစပိုင်းရတော့ဂိုးကတော့ပေးရအောင်ပါပေါ့နော်ဆိုတော့ပေးရမယ်ဆိုပေမဲ့လည်းတကူးထပ်ပူမပေးရဘူးတော့လိုအပ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော် နောက်တန်းကိုထပ်ပြီးတော့ရင်ခုန်ရမှာပေါ့နော်ဒီပွဲစဉ်မှာ Okay ဆိုတော့တစ်ဖက်ကတော့ဒီပြောက် Unai Emery ကလည်း4231ဆိုတဲ့ပုံစံမျိုးနဲ့ပဲ Liverpool တင်းကိုရင်ဆိုင်လာနိုင်မှုရှိတယ်ဆိုတော့ Center Four နေရာမှာတော့ Oliver King ကိုပြထားတယ်အဲ Bundia လွဲချော်မှာဖြစ်တဲ့အတွက်ကိုတစ်ဖက်မှာဒါ Belgium မှာ John Match King နဲ့တစ်ဖက်မှာကတော့အဲ Gasson ကိုပြထားတယ်နံပါတ်10ရူမှာ Morgan Roger ပြီးရင် Queen လဲမှာ Onana Thailand လဲဒီပွဲစဉ်ကိုလွဲဖို့ရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ Camara တို့ကိုအတုံးပြလာနိုင်မှုရှိတယ်နောက်ခံလူ၄ယောက်နေရာမှာဆိုလို့ရှိရင်တော့အဲ Center Back မှာကတော့ Torres နဲ့ခွန်စာကိုတုံးလာနိုင်ဖို့ရှိတယ်။ Fullback တွေမှာကတော့ Dickney နဲ့တစ်ဖက်မှာ Medicash ပွဲထွက်လာဖို့ရှိတယ်ပေါ့နော်။ဆိုတော့စောင့်ကြည့်ရမယ့်ကစားသမားကတော့ဒါ Oli Watkins ပြီးတော့ Quinn and Foundation Morgan Roger တို့ကတော့တကယ်ကိုတဦးချင်းဆက်ဆောင်ရင်မြင်မာတဲ့ကစားသမားတွေပြီးတော့ Wayne ကစားသမားတွေဖြစ်တဲ့ဒါ John Mackin ကလည်းတကယ်ကိုကောင်းမွန်တဲ့ player စောင့်ကြည့်ရမယ်။အဲကျွန်တော်တို့နောက်တန်းဒီအနေနဲ့အဓိကထိန်းချုပ်ရမယ့်ကစားသမားတွေပေါ့နော်ပြီးရင်ဟို Mari Cash အနေနဲ့ကလည်းအဖူဘက်ကနေပြီးတော့သူ့ရဲ့ဖြတ်တင်ဘောတွေနဲ့အတူပေါ့နော် Liverpool အသင်းနဲ့တွေ့တိုင်းဒါ အကောင်းဆုံးခြေစွမ်းပြလေးရှိတာဖြစ်တယ်တော့ဗောနဒီကစားသမားကလည်းစောင့်ကြည့်ခြင်းစရာတော့ကောင်းတယ် okay ဆိုတော့လက်ရှိနေထားတော့ကျွန်တော်တို့အသင်းကြီးဖြစ်တဲ့အင်ဂွေ and fee ဆိုတော့ဒါ SV Villa အသင်းကိုကျွန်တော်တို့ဒါ1 +30 ဆိုတာမျိုးလေးတော့အကျိုးပေးလာတယ်ဗောနဆိုတော့ဒီနေထားတော့ဒါညတာတဲ့အကျော်ပေးမှုလို့ပြောလို့ရတယ်။ဒါကြောင့်ဒီပွဲစဉ်ကပြန်လာတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့တော့ဗောနော်လီဗာပူးအသင်းနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်။ Okay ကိုရလက်အနေနဲ့ခံမှန်းမယ်ဆိုလို့ရှင်တော့လီဗာပူးအသင်းအနေနဲ့ဒါ2-1ဆိုတဲ့ရလက်မျိုးလောင်းနဲ့နိုင်ရရှိသွားမယ်ပွဲစဉ်လို့လည်းထင်ပါတယ်။ ပြန်လာတဲ့ပွဲစဉ်တပွဲကိုကျွန်တော်တို့ဒါစနေနေ့မနက်2နာရီခွဲအာ sorry တနင်္ဂနွေဘက်ရောက်သွားပါဘောနော်ကျွန်တော်အားပေးလိုက်ရအောင်ဘောနော်ဆိုတော့အမြင်လေးတွေထုံးစံတိုင်း comment box မှာဝင်မြပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ